လူပေါင်းသိန်း၁၀နဲ့ချီတဲ့ဒီတည်ဆုံးခဲ့ကြရီကပအစိုးရဆုံးတဘောက BND ရဲ့စူကြီးများအားလုံးပဲမင်္ဂလာပါများ MNOLI ကနေပြန်လေးကြိုဆိုလိုက်ပါတယ် ်ဇဝရီတဘာဝဘေးဒဏ်တွေကမိသားစုတွေကိုတေခွဲခွဲပြစ်တက်ကြပြီးရှင်ကွဲလဲခွဲပြစ်နိုင်ကြပါတယ်နောက်ဆက်တဲ့ခုနှစ်တုန်းကဖြစ်ပေါ်ခဲ့တဲ့ဒိုဂျိုငလီကြောင့်ဆူနာမီလိုင်းကြီးတွေပါရိုက်ခတ်ခဲ့ပြီးလူထောင်ပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးခဲ့ကြရပြီးတနိုင်ငံလုံးအတိုင်းအတာအရဆိုရင်တော့ဒေါ်လာ300ဘီလီယံလောက်ထိဆုံးရှုံးခဲ့ရတာပါလူသားသမိုင်းမှာလူသေးပြောက်တိတ်နေချီရှိတဲ့အထိတည်ကျပျက်စီးခဲ့ရတဲ့ တဘာဝဘေးရန်တွေအများကြီးရှိကြတာပေါ့အဲဒီကမှအကြီးမားဆုံးသောတဘာဝဘေးရန်တွေကိုတင်ပြပေးရမယ်ဆိုရင်တော့မအူဆုံးတစ်ခုကတော့1932ခုနှစ်တုန်းကဖြစ်ပေါ်ခဲ့ဤလွမ်းမှုဖြစ်ရကြီးပဲဖြစ်ပါတယ်တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တာပေါ့1928ခုနှစ်ကနေ1930ပြည့်နှစ်ကြာကာလတွေမှာတရုတ်ပြည်ကတဘာဝဘေးရန်တွေကိုခက်ဆိတ်ဆိတ်လေးရင်ဆိုင်ခဲ့ရပါတယ် 1930ဆောင်းအထိကာလမှာတော့တရုတ်ပြည်ရဲ့တောင်တန်းများတောင်အိမ်မှာရေကင်းနဲ့နင်းနေကကြီးမားတဲ့အတိုက်မြုံကြီးလိုဖြစ်ခဲ့ရပါတယ်။အော်ဒီနေ့ဆောင်းကတော့ပိုအီတာပေါ်လိုပဲလူတွေကခက်ပေါ်ပေါ်လေးတွေးကြကြတာပါ။ဒါပေမဲ့ဒါကတရုတ်ပြည်သူတွေရဲ့အသက်စီဝေးမျိုးတစားစီဖြစ်စီပြစ်စီကလေးအရာတစ်ခုဖြစ်လာခဲ့ပါတယ်။1930ခုနှစ်မှာတော့အဆိုပါရေကင်းကြီးတွေအကြီးပျော်ခဲ့ရပါတယ်။ဒီကြားရင်းမှာအချိန်ကာမဟုတ်မိုးတက်ထန်စွာရွာသွန်းမှုတွေဖြစ်ခဲ့ပြန်ပြီးရန်ဒီသားတို့ကလည်းအတိတ်ဒုက္ခရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဆိုပါနှစ်နေရာဒီမှာတော့ပြင်းထန်တဲ့အပူပိုင်းဆိုင်ကလုံးမုန်တိုင်း၉ကြိမ်ဖြစ်ခဲ့ပါပြီ။အရာဒီကနေပဲဇွန်လကိုရောက်တဲ့အချိန်မှာရေကြီးရေလျှမ်းမှုတွေစဖြစ်ခဲ့ရပါပြီ။နယူးယောက်နဲ့နယူးဂျာစီပြည်နယ်တွေရဲ့အရွယ်စားလောက်ရှိတဲ့ကြီးမားတဲ့ရေလမ်းကြောင်းကြီးတွေဖြစ်လာခဲ့ပြီးအရေလွှမ်းမှုတွေကြောင့်လူပေါင်း၂၅တန်းခန့်ထိခိုက်မှုရှိခဲ့လို့တရုတ်အစိုးရကထုတ်ပြန်ခဲ့ပါပြီ။ တချို့သမိုင်းပညာရှင်တွေရဲ့ခံမှန်းချက်တွေရာဆိုရင်တော့အဆိုပါရေလွှမ်းမမှုကြောင့်လူပေါင်း၅တန်ခန့်သေဆုံးခဲ့ကြရတယ်လို့သိရပါတယ်။ဒါကရေလွှမ်းမမှုတက်တဲ့ကြောင့်သာမဟုတ်ဘဲနဲ့ဝမ်ယောဂါ၊ငှက်ဖျားယောဂါ၊ဝတ်သက်ယောဂါတို့လိုကုသယောဂါတွေဖြစ်ပွားခဲ့တာကြောင့်လည်းလူတွေအစုလိုက်ပြုံလိုက်သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။အစာအိမ်စာပြက်လန်းမှုတွေလည်းဆူဆူဝါးဝါးဖြစ်ပေါ်ခဲ့ပြီးတော့လူတွေကပေါင်းမင်နေတဲ့တစ်ပင်အခောက်တွေကိုပါစားတောက်ခဲ့ကြရတာပါ။ဒါကစေစုနှစ်တစ်ခုဒီမှာတရုတ်ပြည်ရဲ့အဆိုအဝါဆုံးရေလွှမ်းမမှုဖြစ်စဉ်တွေနဲ့လည်းမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ်ဒီရနိုင်ငံကတဘာဝဘေးကျန်တွေကိုစစ်စစ်ဝါးခန်းစားခဲ့ရတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်ဒါတော့မှဒီနေ့လိုခြေနေမျိုးပြန်လည်တည်ဆောက်နိုင်ခဲ့တာချီးကျူးစရာဖြစ်ပါတယ်1889ခုနှစ်ကဖြစ်ပေါ်ခဲ့ရေလွှမ်းမှုကတရုတ်နိုင်ငံမှာပဲဖြစ်ပွားခဲ့တာပါ တောက်ချရှိစက်ကွန်ကရစ်စတင်ဘာလ28ရက်နေ့ကစလို့မိုးတဲတန်စွာစတိုက်ရွာသွန်းခဲ့တာဖြစ်ပါရီဘလောက်ထိမိုးများခဲ့လဲဆိုရင်တော့တာတမန်တွေကိုပါရေကျော်သွားခဲ့ရပါရီရေနိုင်ငံမြောက်ပိုင်းရဲ့9000တူရဲမိုင်လောက်ကရေလွမ်းမှုမှုတန်တွေကိုဆူဆူဝါးနဲ့ခန်းစားခဲ့ကြတာပါအဲရေလွမ်းမှုမှုကြောင့်လူပေါင်း9000တန်လောက်အထိတေကျပျက်စီးခဲ့ရပြီးလူတန်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါရီပြားနာရီလည်းအများကြီးဖြစ်ပေါ်ခဲ့ပြီးတော့အခြေခံလက်ဝဲချက်တွေအများပြားရှိခဲ့တာကြောင့်လူတွေပေါ်ပြော့ဒုက္ခရောက်ခဲ့ရပါရီ1990ခုနှစ်တုန်းကဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်တို့ကိုဖျက်ချော်တိုက်ခဲ့ခဲ့ပိုလာဆိုင်ကလုန်းမုန်တိုင်းကလေး ေးအတော်လေးကိုဖျက်အားကြီးတဲ့အထင်မှပါဝင်ခဲ့ပါရီဒါတော့မှဒီမုန်တိုင်းရဲ့တိုက်ခတ်မှုနှုန်းကတနားရီကို135မိုင်မှရှိခဲ့တာပါဒါပေမဲ့ပါကစ္စတန်အစိုးရရဲ့ညံပြင်းတဲ့အစီအမံတွေကြောင့်လူပေါင်း9သိန်းလောက်ထိသေဆုံးခဲ့ကြပါရီ ဒါပေမဲ့လူမှုကူညီရေးအဖွဲ့အစည်းတွေကတော့လေပေါင်းတန်းလောက်အထိတောင်မှတည်ဆုံခဲ့ရတယ်လို့ဆိုကြပါရယ်။ပါကစ္စတန်အစိုးရကအမေရိကန်ရဲ့အမျိုးသားဟာရီကိန်းစင်တာမှာပါဝင်ပြီးတော့လေလာမှုတွေပြုလုပ်ခဲ့တာဆယ်စုနှစ်နီးပါးလောက်ရှိပြီဖြစ်ပြီးတကယ်တမ်းမုံတိုင်းဖြစ်ရမှာတော့ပမာတူတူချာချာစီစဉ်ထားတာမျိုးမရှိခဲ့တာကြောင့်အခုလိုမျိုးလူတွေအများကြီးတည်ဆုံခဲ့ကြတာလည်းဖြစ်ပါရယ်။အဲဒါကြောင့်လဲမုံတိုင်းပြုလုပ်ရေးကောက်ပွဲပြုလုပ်ရမှာဆိုရင်တော့ပြည်သူတွေကလက်ရှိအစိုးရရဲ့အတိုက်ခံပါတီကိုပဲအကုန်မဲပေးခဲ့ကြပါရယ်။ဗီဒီယိုလေးကိုစောင့်နေလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။